Thank you. င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဘုရင်နောင်တိုက်ခိုက်ရေးကြောင့်ရှော့တိုက်တုံထိမှန်ကဘုံမှုများအပါဝင်ခုနှစ်ဦးသေဆုံးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘုရင်နောင်တမျိုးရှိတမတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘုရင်နောင်ရှော့တိုက်တုံတွေနဲ့ပြတ်ခတ်ခံရပြီးဘုံမှုများအပါဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။မေလ19ရက်မနက်ပိုင်းမှာတမတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘုရင်နောင်တဲကို109မမရှော့တိုက်တုံလေးလုံးအောင်မြင်စွာပြတ်ခတ်နိုင်ခဲ့ပြီးတင်နန်းသားအရာရှိဘုံမှုတုံးဒုတိယတက်ကြတဲ့ဦးနဲ့ကျောင်းဦးကြီးရဲ့လုံခြုံရေးစစ်တီ နှစ်ဦးတို့တည်ဆုံခဲ့တယ်လို့ Grace Warrior for မြန်မာကမေလ22ရက်နေ့လယ်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။တင်နန်းသားရာရှိပုံမှုခုနှစ်ဦးစိုးရင်ပွဲအစဉ်တရားရရှိခဲ့ပြီးတက်မတော်စစ်စင်ယုံကိုပို့ဆောင်ကူတာခဲ့ပါတယ်။အဲ့ဒီတဲကတော့ကစေယုံမှာတည်ဆုံခဲ့ပါတယ်။လုံခြုံရေးစစ်တီနဲ့ဒုတိယတက်ချက်တွေကပွဲချင်းပြီးတည်ဆုံခဲ့တာပါလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်တရားရရှိသူ23ရှိပြီးတင်နန်းသားရာရှိပုံမှုလေးဦးမှလွဲပြီးကြံစစ်သားများမှစိုးရင်ပွဲရအစဉ်မဟုတ်ကြောင်းသိရပါတယ်။ကျောင်းဌာနချုပ်စေယိပြကွင်ကိုကြားရောက်ပောက်ကွဲပြီးမြေကြီးက ်မှုမရှိဘူး။ကျန်းနာကတင်နန်းသားအရာရှိအဆောင်လေးဖြစ်တဲ့အင်ဂျင်သစင်းနှင်းစီဆောင်လေးထိမှန်ပြက်စီးတယ်။ဗဟုကင်းကင်းသားအိတ်ဆောင်ထိပြီးတနက်တင်စဉ်6ခုပြက်စီးသွားတယ်လို့၎င်းကဆက်လက်ပြောပြပါရယ်။ဒါအပြင်ကျောင်းဌာနချုပ်လက်နက်တိုက်မျက်နှာချက်ပွင့်ထွက်ပြီးလက်နက်များထိခိုက်မှုရှိခဲ့ပြီးကျောင်းအုပ်ကြီးနေအင်ကားကိုယ်တော်လည်းထိမှန်ကကားနှစ်စီးပြက်စီးခဲ့ကြောင်းသိရပါရယ်။ တော်လိုင်းတပ်ဖွဲ့များပြစ်ခတ်ခဲ့တဲ့နေရာများကိုတက်နေမှုဦးဆောင်ကနေမြေရှင်းလင်းရေးဝင်မယ်လို့သတင်းရထားတော့လဲအသေးစိတ်မသိရှိရကြောင်း၎င်းကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို British Warrior Form မြန်မာဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF နဲ့ Anti-Corp People Liberation Force ACPSC F2 က ACPLF တို့က KNL တက်မဟာနဲ့တန်ရင်ကနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့၃နှစ်ဆက်တဘာဝဘေးမကြုံမှာကယခုထက်ပုံမှုဖွင့်ပြအောင်လုပ်နိုင်မယ်လို့စစ်ကောင်းဆောင်ကြွားလုံးထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်အာဏာသိမ်းပြီးနောက်၃နှစ်ဆက်တဘာဝဘေးစုများကိုဒါမကြုံတွေ့ခဲ့ရပါကစစ်ကောင်းစီနည်းနဲ့အခုထက်ပုံမှုဖွင့်ပြတိုးတက်အောင်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကကိုယ်ရည်သွေးပြောကြားပါတယ်။၎င်းတို့အာဏာယူထားစဉ်တဘာဝဘေးဒဏ်များကိုများစွာကြုံတွေ့ခဲ့ရတဲ့အပြင်ကံရောကရာသီဥတုဖောက်ပြန်မှုပဏိပက္ခများငလင်ဘေးဒဏ်အစရှိတဲ့ကြုံတွေ့ င်းရခြင်းဤကြောင့်နိုင်ငံအပြင်ပြည်သူတအုပ်ချင်းစီလိုက်ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတယ်လို့ပြောပါရယ်2023ခုနှစ်ရခိုင်ပြည်နယ်မှာမုခမုံတိုင်းကြောင့်ကျပ်934.146ဘီလီယံပိုဆုံးရှုံးခဲ့ရတဲ့အတွက်စစ်ကောင်စီဘတ်ဂျက်ထဲကကျပ်83.09ဘီလီယံကျော်ပိုထောက်ပံ့ပေးခဲ့ရပြီးအဲ့ဒါမှာဒေသခံပြည်သူတွေရဲ့ကုန်ကျမှုတွေမပါသေးကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါရယ်ထို့အတူ2024ခုနှစ်စက်တင်ဘာလအတွင်းကဖြစ်ပေါ်ခဲ့တဲ့ရှိပြီးကြောင်းကျပ်466.3 နှစ်သုံးတင်ဘီလီယံကျော်ဆုံးရှုံးခဲ့ပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်စစ်ကောင်စီက ကျန်54.839ဘီလီယံထောက်ပံ့ပေးခဲ့ကြောင်း၎င်းကပြောပါရင်ဒါပေမဲ့စက်တင်ဘာရေပင်အတွက်အလူငွေကျန်53ဘီလီယံကျော်ရရှိခဲ့ရလို့စစ်ကောင်ဆောင်ကရန်ကုန်တိုင်းအစိုးရယုံမှပြီးခဲ့တဲ့နှစ်အောက်တိုဘာ9ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အလူငွေလက်ခံပွဲမှာပြောကြားခဲ့ပါရင်အခုတော့54ဘီလီယံကျော်သာသုံးတယ်လို့ဆိုတာကြောင့်1ဘီလီယံခန့်သာရှိပြီးပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကထပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ဒါအပြင်မလ28ရက်ငလင်ကြီးကျောင်းကျပ်3629.288ဘီလီယံဆုံးရှုံးခဲ့ရပြီးပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုဆောင်ရွက်နေဆဲဖြစ်ကြောင်းစစ်ကောင်ဆောင်ကပြောပါရယ်ဒီဖြစ်ရပ်တွေကြုံတွေ့ခဲ့ရခြင်းမရှိပါကမိမိတို့အနေနဲ့ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများကိုရခိုတပ်ပုံမှဖော်ဆောင်နိုင်မှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကမီလာ၁၉ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစိုးရဖွဲ့စည်းဝေးမှာကြွားလုံးထုတ်ပြောသွားခဲ့ပါရယ်ဒီသဘာဝဘေးဒဏ်နေပြင်တော်လိုင်းဖွဲ့ရရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရပြီး၎င်းမှာတိုင်းပြည်အတွက်ဆုံးရှုံးမှုတွေပဲဖြစ်ကြောင်းတနိုင်ငံလုံးနဲ့ပုံပတ်ကျဲပြီးမျိုးဖြတ်နေတဲ့စစ်တပ်ခေါင်းဆောင်ကပြောပါရယ်ဒါကြောင့်သဘာဝဘေးကြောင့်ထိခိုက်ပျက်စီးမှုတွေအနည်းဆုံးဖြစ်စေဖို့ကာကွယ်နည်းများ ကိုကြိုတင်ပြင်ဆင်ထားဖို့နဲ့လက်နက်ကင်ပဋိပက္ခတွေကိုငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့လိုအပ်ကြောင်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောပါရယ်။ဒါပေမဲ့ပြည်သူတွေကတော့တဘာဝဘေးဒဏ်တွေကမင်းဆိုမင်းညင်အုပ်စိုးနေတာကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပြီး၎င်းရဲ့အတုံးမကြမှုကြောင့်ပဲပြန်လည်ထူထောင်ရေးလည်းမလုပ်နိုင်ပဲပြည်သူအများဒုက္ခဆုံးများစွာတွေးကြုံရခြင်းဖြစ်ကြောင်းမှတ်ချက်ပြီးပြောကြားထားပါရယ်။ မတူတော်ရင်အုပ်ချုပ်တော့တိုင်းပြည်လည်းပြန်ရတာပေါ့ပြည်တွင်းမှာနေလို့မရတယ်မနေနိုင်တဲ့သူတွေကပြည်ပထွက်ကြတယ်ပြည်ပရောက်နေတဲ့သူတွေလည်းအဆင်ပြေလားဆိုတော့အလားတူပဲခက်ခဲနေကြတာပဲစေယုပ်စုလည်းမကြခင်ပြုတ်တော့မှလို့ယုံကြည်နေပါတယ်လို့စင်အာနာတင်မှုကြောင့်ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာမျိုးသားတအုပ်ကပြောပါတယ်ဒါအပြင်စစ်ကောင်းဆောင်မင်းအောင်လိုင်းကတာဝန်ခံမှုတာဝန်ယူမှုတစ်ခုမှမရှိဘဲတောင်းဆင်ရှိမရစကားများကိုသာအယူကြီးပန်းပြောကြားနေရလို့မကွေတိုင်းမြိုင်နယ်ပေါ့ချေဆိုင်တော်လိုင်းတပ်ပေါင်းစုမှပြန်ကြားရေးတာဝန်ခံကပြောပါတယ် သူ့မှာကိုကိုကိုပြန်လဲတုံ့တက်မှုအဆက်တရားနဲ့လူသားချင်းစာနာမှုဆိုတာနည်းနည်းလေးတောင်မရှိတာပါဒီလိုတွေမရှိလို့သာအခုလိုတွေတော်ရန်ပယ်ဖွဲ့ငါစကားနွားရရီပြောနေရလို့၎င်းကပြောပါတယ်မိုးခါမုန်တိုင်းကြောင့်ရခိုင်ပြည်နယ်အတွင်းအိုးအိမ်စီးဆင်းများပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ပါဝင်463တိဆုံးခဲ့ပြီး939ထိခိုက်ဒဏ်ရာရရရှိခဲ့ကလူတရာကျော်ပျောက်ဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ထားချက်တွေရသိရပါတယ်တပ်ပန်စက်တင်ဘာရှိပြီးမှရေစီးနဲ့မြေပြိုခြင်းကြောင့်အသက်အန္တရာယ်မှာကပိုင်ဆိုင်တဲ့အိုးအိမ် င်စီစဉ်များပျက်စီးဆုံးရှုံးခဲ့ရပြီးတည်ဆောင်းသူ433ပျောက်ဆုံးသူ89ရှိပြီးတီးနန်ဆိုင်အင်ကာ၈သိန်းခန့်ပျက်စီးခဲ့တယ်လို့လေယာ၃ကျွန်းနှွားနဲ့ဒရိုက်ဆန်အကောင်ကြီး ၁၃,၆,၄၄၆တည်ဆုံခဲ့ရကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးဥပဒေထုတ်ပြန်ထားချက်တွေရသိရပါတယ်။ဒါ့အပြင်မလ၂၈ရက်သမိုင်းဝင်ငလင်ကြီးကြောင့်နိုင်ငံတော်ဝန်လူ၃,၉၂၆တည်ဆုံတဲ့အပြင်ထိခိုက်ဒဏ်ရာရရှိသူ၅,၁၀၄ဦးနဲ့ပျောက်ဆုံးသူ၈၀ဦးရှိကြောင်းစစ်ကောင်စီရဲ့ပြီးခဲ့တဲ့မေလ၁၉ရက်နေ့စီရင်ရသိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့လာရှုမြို့မှာစစ်ကောင်စီဌာနဆိုင်ရာများပြန်လည်ဖွင့်လှစ်နေပြီးကြောင်းအပ်မှုတွေပါစတင်လက်ခံနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာစစ်ကောင်စီကဌာနဆိုင်ရာရှုံများပြန်လည်ဖွင့်လှစ်နေပြီးလာမယ့်မေ25ရက်မှာကြောင်းအပ်လက်ခံမှာဖြစ်ကြောင်းဒေသခံများမှစုံစမ်းသိရှိရပါတယ်။လာရှုမြို့ကိုတရုတ်နိုင်ငံအကူအညီနဲ့ပြန်လည်ရရှိခဲ့တဲ့စစ်ကောင်စီပြီးခဲ့တဲ့မေလ19ရက်မှာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ဝန်ရဝန်ကြီးဌာနလာဝကကိုပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။တန်ရှင်းရေးလောက်တာတော့တပတ်လောက်ရှိပြီးမေ19ရက်မှာလာဝကကိုတရုတ်ဝင်ဖွင့်ပေး လိုက်တဲ့သဘောပြီးတော့စာတင်ကြောင်းတွေလည်းပြန်ဖွင့်ဖို့လှုံ့ဆော်နေတာတွေ့ရင်ဇွန်လမှာစစ်ကောင်စီကကြောင်းပြန်ဖွင့်ဖို့လုပ်နေတယ်လို့လာရှုမြို့ကံမြို့သမီးတအုပ်ကပြောပါတယ် ။ဒါအပြင်အုပ်ချုပ်ရေးပြန်လည်လှုပ်ဆောင်ဖို့အတွက်2019ခုနှစ်စစ်စင်ရေးမတိုင်မီကလာရှုမျိုးတွင်ရက်ကွက်အုပ်ချုပ်ရေးမူရမှုနဲ့ဆိုင်ရင်မှုလှုပ်ဆောင်ခဲ့မှုတွေကိုပြီးခဲ့တဲ့မေလ14ရက်မှာစစ်ကောင်စီကအစည်းအဝေးခေါ်ယူခဲ့ပါတယ်။လက်ရှိလာရှုမျိုးတွင်ရှိပြည်သူစေယုံစီပင်ရဲစခန်းနဲ့ဌာနဆိုင်ရာလုပ်ငန်းများပြန်လည်လည်ပတ်နေတော့လေ2019ခုနှစ်စစ်စင်ရေးတွင်ပြည့်စည်သွားတဲ့စာတင်ကြောင်းနဲ့ဌာနဆိုင်ရာရှုံးချုပ်ကိုပြန်လည်ပြုပြင်မှုတွေလှုပ်ဆောင်ခြင်းမရှိသေးပါဘူး။လေးစိတ်ကဖွင့်ပြီလို့ပြောကြတယ်တကယ်တော့မဖွင့်သေးပါဘူး။မေလ23ရက်နောက်ပိုင်းမှာပြန်ဖွင့်မှာရဲစခန်းတို့စီပင်တို့ပြန်ဖွင့်တာကုတော့9 3ရက်လောက်ရှိပြီဒါပေမဲ့စစ်တပ်ကလုံခြုံရေးအပိုင်းကိုမလုံနိုင်သေးဘူးတကူးတမျှတွေပူပေါ်လာတဲ့တွားရလာရတာမလုံခြုံဘူးပြီးတော့နန်းစီဒီယန်ဝန်တန်းတွေကိုအကုန်လုံးပြန်ခေါ်နေပြီလို့လာရှုမျိုးကံမျိုးသားတအုပ်ကပြောပါရယ် MND သိမ့်ပိုက်ထားတဲ့လာရှုမျိုးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတရုတ်ကူညီတဲ့စစ်ကောင်စီကပြီးခဲ့တဲ့ AB 22ရက်ကပြန်လည်အုပ်ချုပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်လာရှုမျိုးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးအုပ်ချုပ်ရေးရန်တရားများလည်ပတ်နေတဲ့အတွက်စစ်မှုထံခေါ်ဆောင်မှာကိုဒေသခံတွေကစိုးရိမ်လျက်ရှိပါတယ်အခုတော့မြို့ထဲမှာပုံမှန်ပဲတကူးတမျှတွေကိုလည်းစစ်တ က်ကကောင်းကောင်းမထိန်နိုင်သေးဘူးဒေသခံတွေစိုးရိမ်နေတာကတခုကတော့အားလုံးပုံမှန်ပြန်ဖြစ်သွားရင်စစ်တပ်ကတပ်သားစုဆောင်မှကိုတွေးပြီးစိုးရိမ်နေကြတယ်နောက်တစ်ခုကကိုကန်တက်ကဇွန်လမှာတိုင်းနီထီပြန်ဆုံမယ်လို့သတင်းတွေထွက်နေတယ်ဒါပေမဲ့အခြေအနေစောင့်ကြည့်ရအောင်မယ်လို့မြို့ကန်မြို့သားတအုပ်ကပြောပါတယ် မနစ်က2024ခုနှစ်ဩဂုတ်3ရက်က MNDA နဲ့တော်လိုင်းပူပေါင်းတပ်တွေကလာရှုမြို့ကိုသိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တော်လဲတရုတ်နိုင်ငံကကုန်သွယ်ရေးလမ်းကြောင်းတွေကိုဖျက်တောက်ခြင်း MNDA ခေါင်းဆောင်များကိုတရုတ်နိုင်ငံမှာထိန်းသိမ်းခဲ့တာတွေကြောင့် MNDA ကလာရှုမြို့ကိုစစ်ကောင်စီတပ်ပြန်လည်ပြည့်ရခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး KNU တိုက်ခိုက်တာနဲ့ထွက်ပြေးကြတဲ့စစ်ကောင်စီတပ်သားတို့ကိုထိုင်းတပ်မတော်ဟားတိုက်နေရဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ KNU တပ်များစတင်တိုက်ခိုက်နေပြီးနိုင်ပိုင်းခန့်အကြမ်းမှာစကန်းဆွန်ခွာထွက်ပြေးကြတဲ့စစ်ကောင်စီတပ်သားတို့ရဲ့စိတ်ဓာတ်ကိုထိုင်းတပ်မတော်ကဟားတိုက်ရီမောနေကြောင်းသိရပါတယ်။ကရင်ပြည်နယ်လိုင်းဝဲမြို့နယ်အပိုင်းထိုင်းနယ်စပ်ရှိစစ်တပ်စကန်းများကို KNU တပ်တွေကစကန်းသိမ်းတိုက်ပွဲများဆင်နွှဲနေတာကြောင့်ထိုင်းတပ်မတော်ကထိုင်းဘက်ခြမ်းနယ်စပ်မြင်မှာအနီးကပ်ဆောင်ကြီးကလုံခြုံရေးယူထားရာစစ်ကောင်စီတပ်တို့ထွက်ပြေးနေကြပုံကိုမကြာခဏမြင်တွေ့ရတဲ့အတွက်ရီမောနေကြ ောင်းဒေသရင် PDF တင်အရင်မြစ်တွေစီကသိရပါရယ်လှိုင်းပွဲမြို့နယ်ပိုင်းထိုင်းနယ်စပ်အနီးရှိစစ်တပ်စခန်းများကိုမဆုတ်တမ်းခန့်စစ်စခန်းလိုအမည်ပေးထားပြီးမေလ23ရက်ညက KNU တပ်များသိမ်းပိုက်ထားတဲ့တညာကျိုးခေါ်တာလဲပြူဟာစခန်းမှာငါမတိငါစခန်းမကြစီရငါတိမငါစခန်းကြရမယ်လို့ရှိသားထားတဲ့စိုင်းပုတ်တင်ထားမှတည်နေတာလဲပြူဟာစခန်းကို KNU တပ်တို့ကဝန်တိုက်စင်ဒုတိယတိုင်ရင်မှုနဲ့စစ်သားချုပ်ထွက်ပြေးသွားကြောင်း KNU ဘဟုကထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်